မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ22ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမြန်မြို့နယ်လင်းကတော်နယ်မြေရဲစခန်းကို drone နဲ့မီးလောင်ဘုံများအပါအဝင်ဘုံသီး16လုံးကျဲချတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇန်နဝါရီလ19ရက်နေ့မနက်09:05မိနစ်ခန့်မှာပခုတ်ကူမြို့နယ်နဲ့မြိုင်မြို့နယ်အဆက်မှာရှိတဲ့လင်ကတော်နေမြေရဲစခန်းကိုပြည်သူ့ကာကွယ်တပ်ဖွဲ့များပူးပေါင်းပြီးတော့ drone နဲ့မီးလောင်ဘုံများအပါအဝင်ဘုံသီး16လုံးကျဲချတိုက်ခတ်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိနိုင်ပြီးတော့အရေးအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါရတယ်။မီးလောင်ဘုံရောရိုးရိုးဘုံသီးရော16လုံးကျဲချခဲ့ပါတယ်။ဒေဆုံးထိခိုက်မှုကတော့မသိရသေးပါဘူး။ ပြင်းမှတ်ကိုတော့တေချာချနိုင်ခဲ့ပါတယ်မီးလောင်နာတွေပါတွေရှိနိုင်ပေမဲ့ထင်းတလောက်တော့တိတ်မလောင်ခဲ့ဘူးမဟာမိတ်တွေရဲ့မီးလောင်ဘုံတွေနဲ့ကျဲချခဲ့တာပါသူတို့ဘက်ကနေပြီးတော့ကောင်တာပြန်ပစ်တာတွေလည်းရှိပါတယ်ပြည်သူတွေအနေနဲ့အရင်ကအထက်ပို့ပြီးတော့နုံနုံကြာကြာသတိရှိကြဖို့အတွက်တိုက်တွန်းချင်ပါတယ်လို့ Eagle Brigade အညာ Eagles တပ်ဖွဲ့ကတာဝန်ရှိသူကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကို Eagle Brigade အညာ Eagles Eagle Fighter မြိုင်း MPL နိုင်ငံအက်ကရေစတိုး Phoenix နဲ့ပခုတ်ကူခရိုင်တိုက်ရင်တစ်ဆယ်တော့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ဒီသူကာဝေးတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ကြကြောင်းသတင်းရရှိပါရစေခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းငဖဲမြို့နယ်အမ်ဘရန်လမ်းပိုင်းမှာတိုက်ပွဲဖြစ်ပွားပြီးတော့စစ်သား3ဦးသေဆုံးကတနက်3လက်နဲ့ခဲယမ်းများကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ19ရက်နေ့ညနေ4နာရီခန့်ကငဖဲမြို့နယ်အမ်ဘရန်လမ်းပိုင်းတနေရာမှာစခန်းစွန့်ခွာပြီးတော့ထွက်ပြေးလာကြတဲ့တပ်မ69ကစစ်ကောင်စီတပ်ဖွဲ့ဝင်15ဦးနဲ့ အရှိုချင်းကာကွယ်တပ် ACDF ကတပ်စိတ်၂စိတ်တို့ကြားမှာအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲဟာညနေ9:15မိနစ်အထိကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်၃ဦးတေဆုံးက MA1 အမျိုးအစားတပ်နက်၃လက်ကြီးစံတဲ့ကြီးအိမ်များကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာ ACDF ကရဲဘော်များအထိကိမရှိဘဲနဲ့အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ဘဲကနေလာလဲဆိုတာကိုတော့အထိကြမသိရဘူး။ အမ်းဘက်ကနေထွက်ပြေးလာတာတော့မဟုတ်ဘူးစစ်ခွေးတွေပြေးလာတာကိုကျွန်တော်တို့ကသိတယ်လူကြီးဘယ်နှယောက်လက်နဲ့ဘယ်နှလက်နဲ့ပြေးလာတယ်ဆိုတာကိုသိလို့ တက်စိတ်နှစိတ်နဲ့ခွဲပြီးတော့နေရာယူထားတာပထမတက်စိတ်တစ်စိတ်ကပြစ်တဲ့အချိန်မှာပြန်ပြေးကြတာပြန်ပြေးတဲ့အချိန်မှာကြားဖြတ်ပြီးတော့ပြန်လဲတိုက်ခိုက်ခဲ့ကြတာအဲ့ဒီအချိန်မှာစစ်ခွေးသုံးကောင်သေးတယ်အတီးပြုတ်လို့ရတယ်တိုက်ပွဲအတွင်းမှာဆိုတော့လက်နက်ရရေးပဲဦးစားပေးပြီးတော့လက်နက်ကိုပြန်ယူပြီးစုပ်ခွာလာခဲ့တာစနေရောက်ကတော့ပြန်ပြေးသွားတယ်အဓိကကတော့တက်စိတ်နှစိတ်နဲ့နေရာယူပြီးနည်းနည်းရှင်းလင်းရေးလောက်တာပါမိဘပြည်သူတွေအနေနဲ့လဲအဆအဆအရာရာဂရုစိုက်ပေးကြဖို့ပြောချင်ပါတယ်လို့ အရှိုချင်းကာကွယ်ရေးတပ် ACDF ကတရင်နဲ့ပြန်ကြားရေးတာဝန်ခံစလိုက်ခဏီလေးဘွေကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်စီးပွားရေးတရင်ကတော့တရုတ်နိုင်ငံအစိုးရညွှန်ကြားချက်အရဝါပြည်နယ်ကနေပြီးတော့ကိုကန့်ဒေတာကိုလွတ်လပ်စွာကုန်စည်ဖြတ်တန်းခွင့်တွေစတင်ခွင့်ပြုနေပြီဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ20ရက်နေ့မှာဝါပြည်တွေးစီညွညွရေးတက်မှာတော့ UWSA ဦးစီးချုပ်ရုံးကထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီးတော့ကိုကန့်ဒေတာနဲ့ဝါပြည်နယ်ဟိုပန်ကိုဆက်သွယ်ထားတဲ့ ်ဖောင်စိတ်တရားပေါ်မှာရှိတဲ့မော်တော်ယာဉ်လူနဲ့ကုန်စည်များကိုထိန်းချုပ်တာအပြည့်အဝလွတ်လပ်ခွင့်ပေးဆောင်ရန်ခွင့်ပြုလိုက်ပြီးတော့တရုတ်နိုင်ငံရဲ့မြန်မာနိုင်ငံဆိုင်ရာယုံကနေအကြောင်းကြားစာရရှိခဲ့ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲ့ဒီကုန်စည်ဖြတ်တန်းခွင့်ကိုဇန်နဝါရီလ20ရက်နေ့ကစတင်ပြီးတော့ခွင့်ပြုလိုက်ခြင်းဖြစ်ပြီးစစ်ဘက်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းကလွဲပြီးတော့ပြည်သူလူထုများရဲ့ထွက်ကုန်များထောက်ပံ့ရေးပစ္စည်းများအလုံးကိုပုံမှန်အတိုင်းရောင်းဝယ်ဖောက်ကားနိုင်ပြီဖြစ်တယ်လို့သိရပါတယ်။ကိုကန့်တရုတ်နယ်စပ်ဂိတ်ဖြစ်တဲ့ချင်းရွှေဟော်လောက်ကိုင်းအပြင်ဝါပြည်နယ်တရုတ်နယ်စပ်မှာရှိတဲ့နမ်တက်မန် ခါဂိတ်များကိုဇန်နဝါရီလ19ရက်နေ့ကနေစတင်ဖွင့်လှစ်ပေးကာဓာတ်ဆီများလည်းပြန်လည်ဝင်ရောက်နေပြီဖြစ်တယ်လို့သိရပါတယ်။တရုတ်နိုင်ငံအစိုးရက1027 session ရဲ့ဒုတိယလှိုင်းကစတင်ပြီးတော့ရှမ်းမြောက်မှာရှိတဲ့တော်လိုင်းတပ်ဖွဲ့များထိန်းချုပ်ထားတဲ့တရုတ်မြန်မာနယ်စပ်ဂိတ်များကိုကုန်စည်တင်သွင်းခွင့်တွေပိတ်ပင်ခဲ့ခြင်းဖြစ်ပြီးတော့အကြမ်းဖက်စစ်ကောင်စီကကျင်းစန်းကြော့ချင်းရွှေဟော်ရန်လုံကျိုင်းမုံကုန်းနဲ့နမ်ခန်းဂိတ်များကိုလက်လွတ်ဆုံးရှုံးထားရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းတောင်တွင်းကြီးမြို့နယ်မှာစစ်မှုထမ်းကြီးအတင်းအဓမ္မလိုက်လံတောင်းခံနေတဲ့မိဦးအောင်ချေးရွာအုပ်ချုပ်ရေးမှုတိမ်းစိုးကိုပြစ်ခတ်တတ်ခဲ့ရာတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ20ရက်နေ့မနက်10:00နာရီကမှတောင်တွင်းကြီးမြို့နယ်အတွင်းမှာရှိတဲ့မိဦးအောင်ချေးရွာအုပ်ချုပ်ရေးမှုတိမ်းစိုးကို၎င်းရဲ့နေအိမ်အတွင်းမှာရှိနေတဲ့အချိန်တော်လိုက်တပ်ဖွဲ့များကဝင်ရောက်ပြစ်ခတ်တတ်ခဲ့ရာ တနက်ကြီးစားနှစ်ချက်ထိမှန်ပြီးတော့ပွဲသင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။အဲ့ဒီတိတ်ဆုံးသွားတဲ့အုပ်ချုပ်ရေးမှူးတိန်းဆိုးဟာအကြမ်းမဆစ်တက်နဲ့ပူးပေါင်းပြီးတော့ဂျေးရွာနေပြည်သူလူထုအပေါ်မှာစစ်မှုထမ်းခြင်းများအတင်းအဓမ္မကောက်ခံခြင်းနဲ့လက်စစ်မီတာကများကိုလည်းအစမတန်တောင်းခံနေခြင်းတို့ကြောင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း တာဝန်ခံကံကြီးမောင်ကရှင်းပြထားပါတယ်ပြည်သူတွေကိုစစ်မှုထမ်းကြီးဆိုပြီးတော့လာတိုင်းလိုလိုအတင်းအဓမ္မပတ်စံတွေတောင်းနေတယ်နောက်ပြီးတော့မီတာကားတွေကိုလည်းအစမတန်ချိန်ချောက်ပြီးတော့တောင်းတာတွေပြုတ်လုံနေလို့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်စစ်ကောင်စီရဲ့အလို့ကြောင့်တာဝန်ထမ်းဆောင်နေတဲ့စစ်တပ်သတင်းပေးတွေအုပ်ချုပ်ရေးမှုတွေနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကိုလည်းပြည်သူလူထုအပေါ်မတရားမှုတွေကိုဆက်လက်ပြီးတော့လှုံ့ဆော်နေမယ်ဆိုရင်အခုလိုမျိုးတိုက်ခိုက်မှုတွေကိုလှုံ့ဆော်သွားမယ်လို့မကွေး Gorilla Warfare မကွေးပြောက်ကြားတပ်တာဝန်ခံကံကြီးမောင်ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုမကွေး Gorilla Warfare မကွေးပြောက်ကြားတပ်ဖွဲ့ နဲ့တောင်တွင်းကြီး Fighter Force LPDF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့စစ်အာဏာရှင်စနစ်အမြင့်ပြတ်တဲ့အထိကိုတိုက်ခိုက်ချိန်မုံသွားမှာဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့ပူးပေါင်းပါဝင်ပေးကြရန်နဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့အနီးကတွာလာနေထိုင်ခြင်းမျိုးမပြုလုပ်ကြရန်မကွေးပြောက်ကြားတဲ့ဖွဲ့ကအတိပေးပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တောင်ကုန်းနယ်ပြည်ပတော်အစံရခိုင်ရုံးမပေါ်မှာအရခတက်တော် AA နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်ဒေဆုံးမှုတွေများပြားပြီးဒဏ်ရာရရှိတဲ့သူတွေကိုဗထောင်းမှာရှိတဲ့အမတ်6စစ်စေးရုံကိုဖောကားတွေနဲ့ပို့ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AA နဲ့ပူးပေါင်းတပ်များဟာဇန်နဝါရီလပထမပတ်ကစတင်ပြီးတော့တောင်ကုတ်ဗဒောင်းအဆက်မှာရှိတဲ့စစ်ကောင်စီရဲ့တောင်ပုံကြီးစခန်းကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတော့ရပ်ပိုင်းအတွင်းမှာစခန်းဟာကျဆုံးသွားပြီးမိုးထီစခန်းအထိကိုထိုးစစ်ကရောက်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲများကဒဏ်ရာရနဲ့တေဆုံးသွားတဲ့စစ်ကောင်စီတပ်သားများကိုဖောကားများနဲ့တပ်ယူပြီးတော့အုတ်ရှိပင်နဲ့ဗဒောင်းမြို့မှာရှိတဲ့အမတ်6စစ်စေးရုံကိုပို့ဆောင်နေတယ်လို့ဒေသခံများကပြောပါတယ်။အပုံလိုက်ပဲဖောကားတွေနဲ့တဲတဲသွားတာ အတူပြက်တွေရောပဲ20ရက်နေကလည်းတိုက်ပွဲဖြစ်တယ်တိုက်ပွဲကတော့နေတိုင်းနှီးပါပါပဲစစ်ကူအင်အားတွေကိုဇက်တိုက်ကိုပုတ်နေတာပြန်ဆင်းလာလို့တဲလာပြီဆိုရင်အတူပြက်နဲ့အလောင်းတွေကြီးပဲပါလာတာလို့ဗရောင်းဒေသခံတို့ကပြန်လည်ပြောပြထားပါတယ်စစ်ကောင်စီခံဘကိုးတိုင်းဝင်ကြီးချုပ် ဥမျိုးဆွေဝင်းတဲ့အဖွဲ့ဟာပြီးခဲ့တဲ့ဇန်နဝါရီလ16ရက်နေ့ကအမတ်6စစ်စေးရုံဂရင်တရားကိုပို့ဆောင်ထားတဲ့ဒဏ်ရာရရှိသူများကိုတွားရောက်ပြီးတော့တွေးဆောင်ခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီခန့်ဝင်းကြီးချုပ်နဲ့စစ်ကောင်စီတပ်ကအရာရှိများလာရောက်ကြိရှိတဲ့အချိန်မှာတိုက်ပွဲအတွင်းမှာဒဏ်ရာရရှိထားတဲ့အတူအပြတ်ခြေပြက်လက်ပြက်နဲ့စိုးရင်ရတဲ့လူနာများကိုနေရာပြောင်းရွှေ့ထားကအခြားကောင်းတဲ့စစ်သည်များနဲ့အစားထိုးထားရတယ်လို့တပ်တွင်းသတင်းရေးမိကပြောပြထားပါတယ် တပ်စခန်းကြပြီးတော့စစ်ရှုံးပြီးပြန်လာတဲ့ဒဏ်ရာရရှိသူတွေကိုတွေ့ဆုံတဲ့အချိန်မှာမိမိတို့ရဲ့အသက်ကိုပဓာနာမထားဘဲနိုင်ငံတော်ရဲ့ကာကွယ်လုပ်ငန်းများကိုရဲဝံဆွန့်စွာစွာထမ်းဆောင်ခဲ့ကြတဲ့ဒဏ်ရာရရှိသူများကိုကြီးစုဆက်ဆေးခဲ့တယ်ဆိုပြီးတော့စစ်ကောင်စီရဲ့သတင်းများမှာဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်စစ်ရေးတရင်ကတော့မွန်ပြည်နယ်မှာတပ်ဖွဲ့၄ဖွဲ့စုပေါင်းပြီးတော့ရာမန်ညပူရဲစစ်ကြောင်းကိုဖွဲ့စည်းလိုက်ပြီးစစ်အာဏာရှင်ကိုစန့်ကျင်တိုက်ထုတ်သွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ18ရက်နေ့မှာလွတ်မြောက်နယ်မြေတနေရာမှာမွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA မွန်အမျိုးသားလွတ်မြောက်ရေးတပ်မှာတော့ MNLA AD မွန်ပြည်ကာကွယ်ရေးတပ် MSDF နဲ့မွန်ပြည်တော်လှန်ရေးတပ် MSRF တို့ကအစည်းအဝေးပြုလုပ်ခဲ့ပြီးတဲ့နောက်တပ်ဖွဲ့၄ဖွဲ့ရဲ့ပူရဲစစ်စင်ရေးလုပ်ငန်းများအတွက်ရာမန်ညပူရဲစစ်ကြောင်းကိုဖွဲ့စည်းခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ် ယ်။ရာမညပူရဲစစ်ကြောင်းကိုဖွဲ့စည်းပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်စစ်စင်ရေးတွေမကြာခင်မှာစတင်နိုင်တော့မှာပါလို့ရာမညစစ်ကြောင်းရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဒေါက်တာတိရိမွန်ချန်းကပြောကြားလိုက်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းစားလင်းကြီးမြို့နယ်အမှတ်နဲ့ရက်ကွက်မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်စခန်းကိုတော်လိုင်းတပ်ဖွဲ့များကလက်နက်ကြီးလက်နက်ငယ်များနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ19ရက်နေ့မွန်းလွဲ3နာရီခန့်မှာစားလင်းကြီးမြို့ပေါ်အမှတ်နဲ့ရက်ကွက်မှာတပ်ဆွဲထားတဲ့စစ်စခန်းကိုပွဲတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက40မမလက်နက်ကြီးလက်နက်ငယ်များနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ကထိခိုက်ဒေဆုံးမှုအခြေအနေကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်။စစ်ခွေးတည်တဲ့စ စီးရင်တော့မသိရသေးဘူးလက်နက်မရရင်တော့မှစစ်ခွေးတွေတည်ရင်တော်တော်ဝမ်းသာနေပြီလို့ပွဲတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့ကတာဝန်ရှိသူကပြောပြထားပါတယ်အလားတူပဲစကိုင်းတိုင်းချောင်းမြို့နယ်မှာရှိတဲ့မြာပလဲစီဆိုင်မှာတပ်ဆွဲထားတဲ့စစ်တပ်ကိုလည်းလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းချောင်းမြို့နယ်က PK တိုက်ခိုက်ရေးအဖွဲ့တာဝန်ခံဗိုလ် PK ကပြောပြထားပါတယ်ဇန်နဝါရီလ19ရက်နေ့မွန်လယ်2:30မိနစ်ခန့်မှာချောင်းမြို့နယ်မှာရှိတဲ့မြာပလဲစီဆိုင်မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများအထိုင်ချထားတဲ့နေရာကိုတော်လိုင်းတပ်ဖွဲ့များကလက်နက်ကြီးအလုံးကြီး90ကျော်နဲ့ပစ်ခတ်တိုက်ခိုက် က်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်မှုမှာအကြမ်းမဲ့စစ်တပ်ကထိခိုက်သေးဆုံးမှုအရေအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိပဲတော်လိုင်းတပ်ဖွဲ့များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်တိုက်ပွဲဖြစ်ချိန်ကတော့တနအိနီးပါးကြာခဲ့တယ်စစ်ခွေးတွေကတော့ပြန်ပြစ်တယ်စစ်ခွေးတွေတဲ့အစင်းကတော့မသိရသေးဘူးကျွန်တော်တို့ဆက်လက်ပြီးတော့အဆုံးထိတိုက်ပွဲဝင်သွားပါမယ်စစ်အာဏာရှင်ကိုလည်းအမြင့်ပြတ်တဲ့အထိဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားပါမယ်လို့ PK တိုက်ခိုက်ရေးအဖွဲ့တာဝန်ခံဘို PK ကဆက်လက်ပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုချောင်းမြို့နယ်နေကန်ပကဖပလဖအဖွဲ့များကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းတ င်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်နီနယ်ရှမ်းပြည်နယ်အဆက်ဖေကုံမြို့နယ်မှာရှိတဲ့ကျေးရွာများကိုအချက်ပတ်စစ်တပ်ကလက်နက်ကြီးများနဲ့ပိတ်ခတ်ခြင်းကြောင့် ကိုဝင်ဆောင်အမျိုးသမီးတအုပ်အပါအဝင်ပြည်သူလေးဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ16ရက်နေ့ညနေ6နာရီကမှဖဲကုံမြို့ရှေ့ဘက်ကမ်းမှာရှိတဲ့လွယ်ပေါ်နယ်နတ်ပေါ်လုံးကျေးရွာတို့ကိုဖဲကုံအခြေစိုက်အမြောက်တပ်ကလက်နက်ကြီးများနဲ့အကြောင်းမဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာကိုဝင်ဆောင်အမျိုးသမီးတအုပ်အပါအဝင်ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်များလည်းပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ဇန်နဝါရီလ20ရက်နေ့မနက်ပိုင်းကလည်းဖဲကုံမြို့နယ်မှာရှိတဲ့ပြည်သူများတောင်းရလုက္ကင်နေတဲ့နေရာများကိုအကြမ်းဖက်ဆက်တက်ကထပ်မံပြီးတော့လက်နက်ကြီးများနဲ့ပြစ် ခတ်တိုက်ခတ်ခဲ့ပြီး၎င်းတိုက်ခတ်မှုအတွင်းမှာပြည်သူများထိခိုက်မှုတော့မရှိဘူးလို့ပြောပါရယ်အကြမ်းဖက်ဆက်တိုက်ရဲ့ဖေကုံအခြေစိုက်အမြောက်တပ်ဟာပြည်သူများနေထိုင်ရာနေရာများကိုဥတီပြီးတော့အချိန်ချင်းလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်နေခြင်းကြောင့်ပြည်သူများသတိရှိစွာသွာလာနေထိုင်ကြရန်နဲ့ဘုံခုကျင်းများကိုတူးထားကြရန်ဖေကုံမြို့နယ်ပြည်သူလုံခြုံရေးတပ်ဖွဲ့ PK Police ကတိုက်တွန်းနှိုးဆော်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ်အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ